်မင်္ဂလာပါရှင်ကျမတို့ငုခတ်တာပါ TV ရုံးမြင့်တန်းကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲမှာပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌဒေါ်သက်သက်ခိုင်ဝင်ပြိုင်ခွင့်မရဘူးဆိုတဲ့သတင်းဟာသတင်းအမှားဖြစ်တယ်လို့ပြည်သုံးလုံးပါတီတာဝန်ရှိသူနဲ့နှိဇက်သူကပြောပါရယ်ဒေါ်သက်သက်ခိုင်ဟာရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်ရုံးမှကိုယ်စားလှယ်လောင်းတက်တေခံကပ်ပြားထုတ်ပြီးပြီလို့ဆိုပါရယ် ပြည်ထောင်လုံးပါတီဥက္ကဋ္ဌဒေါက်တာတသက်ခိုင်ဟာဗဟန်၊ကမရော့အလုံး၊စမ်းချောင်း၊ကြည်မြင်တိုင်း၊လှိုင်း၊မယံကုန်၊မြောက်ကလာပါတို့ပါဝင်တဲ့အမျိုးသားလွှတ်တော်မဲဆန္ဒနဲ့အမှတ်နှစ်မှာ FPTP စနစ်နိုင်သူအကောင်ယူစနစ်နဲ့ဝင်ပြိုင်မယ်လို့ဆိုပါတယ်။ဒါပေမဲ့စစ်တပ်လက်အောက်ခံရွှေကောက်ပွဲကော်မရှင်ကထုတ်ပြန်တဲ့ကိုစလဲလောင်းစည်ရင်မှာတော့သူ့ရဲ့နာမည်မပါဝင်ပါဘူး။ဒေါက်တာသက်သက်ခိုင်ဟာ NLD ရဲ့အမဟောင်းဖြစ်ခဲ့သူဖြစ်ပါတယ်။သူဟာတရားပါတီထောင်ပြီး2020ရွေးကောက်ပွဲမှာရွှေကောက်ပွဲဝင်ခဲ့ပေမဲ့ရှုံးနိမ့်ခဲ့ရပါတယ်။2021ခုနှစ်စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာစစ်ကောင်စီကခန့်အပ်တဲ့လူမှုဝန်ထမ်းကေဇယ်ရေးနဲ့ပြည်လဲနေရာချထားရေးဝင်ကြီးဟိုတယ်နဲ့ခရီးသွားလာရေးဝင်ကြီးတာဝန်တွေကို ခန်းဆောင်ခဲ့သူတအုပ်လည်းဖြစ်ပါရဲ့ရှင်အိန္ဒိယမြန်မာကုန်သွယ်လမ်းကြောင်းဖြစ်တဲ့ကလေးခမ်းဘတ်တမူလမ်းပိုင်းကိုစစ်ကော်မရှင်တပ်တွေစစ်ကြောင်းထိုးလာပြီးနေမီတချို့ကပါပြန်လည်ထိန်းချုပ်လိုက်ပါတယ်ဒီသတင်းကို Morris ကပေးပို့ထားတာပါရှင်စကိုင်းတိုင်းဒေသကြီးကလေးမြို့နယ်မြောက်ပိုင်းရှိတော်လိုင်းတပ်တွေထိန်းချုပ်ထားတဲ့ကလေးခမ်းဘတ်တမူလမ်းပိုင်းကိုစစ်ကော်မရှင်တပ်တွေပြန်လည်ထိန်းချုပ်နိုင်မှုအတွက်အင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်နေတာပါ လက်ရှိဒေသခံတွေရဲ့ပြောပြချက်အရကလေးမျိုးနယ်ပြောင်ပိုင်းကရွာတွေဖြစ်တဲ့ပြင်းခုံကြီးပြင်းတော်ဦးပြည်တော်သာမြာလင်းမောင်လင်းနဲ့ရံမျိုးအောင်စတဲ့ပြောရည်အပါအဝင်ရွာပေါင်း၁၀ရွာကျော်ကဒေသခံတွေနဲ့တမူးဘက်အချမ်းကဗုတ်ကန်ခမ်းပတ်ကနန်ကျွန်းတော်ရေရှင်စတဲ့ကျွေးရွာအပါအဝင်ကျွေးရွာတော်တော်များများကဒေသခံတွေဟာနီးစပ်ရာတောတောင်နေတဲ့ထွက်ပြေးတိမ်းရှောင်နေရပြီးစကိုင်းဘက်ကအခြေခံလူသုံးကုန်တင်သွင်းခွင့်ပိတ်ထားတာလာနဲ့ချီပြီးရှိတဲ့အတွက်စစ်ရှောင်တွေရဲ့လိုအပ်ချက်တွေအများပြားရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။ ကျွန်တော်တို့စစ်ဆောင်ပြည်သူတွေရဲ့အခြေအနေကတော့ဒီစကားစားဘက်ကနေပြီးတော့အင်အားလုံးရင်းနဲ့ဒီထိုးဆက်ဆင်လာတဲ့ချိန်မှာဒီဒေတာခံပြည်သူတွေအားလုံးနှီးပါနေတယ်အပြင်းစင်ချိန်မရဘဲနဲ့အဝတ်တခဲကုတခုနဲ့နှီးဆက်ရရွာနှီးချိုးဆက်ကိုပြေးရတဲ့အနေထားဖြစ်ပါတယ်ဆိုတော့ဒီမိုးကမပြတ်သေးဘူးဆောင်းအောင်ဝင်တော့မယ်ဆိုတော့တော်တော်လေးတော့မိုးဒီရာဒီကူးပြောင်းကာလမှာဖျားတာနာတာတော်တော်အေးတော်တော်လေးကြုံရတယ်ဒီအရေးပေါ်ကူညီဆောင်ရှောက်မှုကတော့ဒီရှိပေမဲ့ဒီကျွန်တော်တို့လက်လန်း အမီတလောက်ရှိပေမဲ့ဒီအလုံးအလောက်မရကြဘူးပေါ့ဗျာဒါတော့ဒီလက်ရှိပြည်သူတွေရဲ့ဒီအာချမ်းမကြီးအနေထားပါဗျာဆိုတော့ဒီအာဒီကျွန်တော်တို့ဒီစစ်ဆောင်တဲ့ပြည်သူတွေအနေနဲ့ဒီအာဒီကာလအတော်အတွင်းမှာဒီစကားစာပဲကနေပြီးတော့ဒီစစ်ကြောင်းမရက်သေးတရွေရတော့ဒီအာဒီစာနေကြီးခါလိုအပ်မှုတွေရတော့အမြင့်တက်မယ်လို့အရင်ဒီတုံးသက်ပါတယ်ကို စစ်တပ် lobby telegram channel တွေမှာတော့လက်ရှိစစ်ကြောင်းဝင်နေတဲ့ရွာတွေဖြစ်တဲ့ကလေးမြို့နယ်မြောက်ပိုင်းကကံကြီးကံတာယာနန်းဆောင်ဘူးရွာစကြိုကြီးရွာတွေကတော်လန်ရေးတပ်တွေရဲ့စခန်း၄ခုနဲ့အောက်တိုဘာ20ရက်နေ့မှာလက်ပံချောင်းရဲစခန်းကိုစစ်ကော်မရှင်တပ်တွေပြန်ထိန်းချုပ်နိုင်ခဲ့ပြီး အောက်တိုဘာ21ရက်နေ့မှာတော့စစ်ကော်မရှင်တပ်တွေဟာမြာစိန်ကြီးရွာနဲ့မော်စီကြီးရွာကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့យေတာဖော်ပြခဲ့ကြပါတယ် DBB အနေနဲ့မြေပြင်ကဒေါ်လာရင်းတက်တွေကိုဆက်သွယ်မေးမြန်းပြီးအတည်ပြုဖို့စူးစမ်းနေပေမဲ့ဆက်သွယ်ရေးအခက်အခဲတွေကြောင့်အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ကလေးတမှုဘတ်ချမ်းမှာစစ်ဆောင်တွေကိုကျမ်းမာရေးစောက်ရှောက်မှုပေးနေတဲ့ CDN ဆရာမဒေါ်ရီအောင်ကတော့အခုဝင်လာတဲ့စစ်ကြောင်းမှာပြူစောထီးနဲ့စစ်မှုထမ်းပါလာတဲ့ပြည်သူစစ်တွေများပြီးရွာတချို့ကဒေသခံတွေဟာလမ်းပြအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားတာရှိတယ်လို့ဆိုပါရစေ။အဲပေါ်တာဆွဲထားတဲ့ပြည်သူစစ်ခေါ်မလား။အဲ့ဒါဒီအများကြီးပါတယ်လို့ပြောတယ် ဲ့ဒါတွေကိုအရှိကနေလူသားတိုင်းတစ်ဖွဲ့သုံးပြီးတော့မှ အနောက်ကနေဒီစစ်ကောင်စီတပ်သားတွေကလိုက်ပါတယ်လို့လည်းတည်င်းရပါတယ်အဓိကကတော့စေဝါစာနာရိတ်ခါနောက်ဒီဘက်ကစောင်းဝင်ပြီအဲ့အတွက်ကြောင့်မလို့ဒီချမ်းအေးတဲ့ရာသီဥတုချင်းနေမှတ်တွေကြိုက်တာနောက်ရေချောင်းဖြစ်တဲ့ရာပါတယ်အဲ့ကြတော့အခြေခံလိုအပ်ချက်ပေါ့နော်စေဝါစာနာရိတ်ခါ နေထိုင်ရတဲ့လူပဲဖြစ်ကြပါလေရှင်။ပြီးခဲ့တဲ့စက်တင်ဘာလမှာလည်းကလေးတမူလန်းကျော်ဘက်ကစစ်ကြောင်းထိုးလာလို့တမူးမြုံနယ်တဲကထန်းတပင်နမ်မွန်တာပတ်တာခမိတ်စတဲ့ကျေးရွာတွေအပါအဝင်ရွာပေါင်း၁၀ရွာကဒေသခံ၂000ကျော်စစ်ဆောင်ခဲ့ရပါသေးတယ်ခင်ဗျာကျွန်တော်မော်ရစ်ပါဆေအိုဆူရဲ့နိုင်ငံတကာရာဇဝဲမှုတွေမှာကြံရပါပတ်သက်နေမှုကိုအဆုံးသတ်ဖို့နဲ့ နိုင်ငံရေးတရားဝင်မှုရရှိအောင်ဖန်တီးဖို့တရားမဝင်ရွေးကောက်ပွဲကျင်းပနိုင်အောင်ကြိုးပမ်းနေတာတွေကိုအာဆီယံအနေနဲ့စန့်ကျင်ဖို့ Justice for Myanmar GFN ကထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။အော်တိုဘားလာ24ရက်နေ့မှာ GFN ကအခုလိုမျိုးထုတ်ပြန်တောင်းဆိုခဲ့တာဖြစ်ပြီးဒီတောင်းဆိုမှုဟာကွာလာလမ်ပူမြို့တော်မှာမလေးရှားနိုင်ငံကလက်ခံကျင်းပမဲ့48ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမကျင်းပခင်မှာတောင်းဆိုခဲ့တာဖြစ်ပါတယ်။ အာဆီယံအနေနဲ့ပုံသဘောတူညီချက်၅ချက်ကိုချမှတ်ခဲ့တာလေးနှစ်ကျော်ကာလကိုရောက်ရှိလာပေမဲ့လည်းဆေးဥစုဟာအယတားပြည်သူတွေအပေါ်အကြမ်းဖက်ဆစ်စင်ရေးနဲ့နိုင်ငံဖြတ်ကျော်ရာဇဝဲမှုလုပ်ငန်းတွေကိုသာတုံးမြင့်လှုပ်ဆောင်ခဲ့ပြီးဒီလိုလှုပ်ဆောင်နိုင်အောင်အာဆီယံဖွဲ့ဝင်နိုင်ငံတွေနဲ့ဒေသရင်းစီးပွားရေးလုပ်ငန်းတွေရဲ့ကြံရပါပတ်သက်မှုတွေကိုအားပေးကူညီခဲ့တယ်လို့ GFN ကထောက်ပြပါရတယ်။ အာဆီယံနေနဲ့မကြခင်ကျင်းပမဲ့ထိပ်သီးအစည်းအဝေးမှာဆေးဥစုရဲ့အတူရောင်ရွေးကောက်ပွဲကိုညှင်းဆန်ဖို့အာဆီယံနဲ့လည်းလောက်ခံအဖွဲ့အစည်းတွေမှာဆေးဥစုနဲ့ဆေးဥစုရဲ့ကိုယ်စားလှယ်တွေကိုတားမြစ်ပိတ်ပင်ဖို့စတဲ့အချက်တွေကိုထုတ်ပြန်ချက်ကနေတစဉ် GF ကတောင်းဆိုထားပါတယ်ရှင်။ တရုတ်ကွန်မြူနယ်ပါတီဖိုကော်မတီရဲ့နိုင်ငံရေးဘယူရိုအဖွဲ့ဝင်တအုပ်လဲဖြစ်တဲ့တရုတ်ဒုတိယဝန်ကြီးချုပ်ဟော်လီဖုန်းဟာအမေရိကန်နဲ့စီးပွားရေးနဲ့ကုန်သွယ်ရေးဆိုင်ရာအရေးကိစ္စတွေကိုတိုင်ပင်ဆွေးနွေးဖို့အော်တိုဘာလ24ရက်နေ့ကနေ28ရက်နေ့အထိမလေးရှားနိုင်ငံစီကိုကိုယ်စားလှယ်အဖွဲ့တပ်ဖွဲ့နဲ့အတူလာမယ်လို့တရုတ်ကူတန်းရောင်းဝယ်ရေးဝန်ကြီးဌာနကကြေညာပရင်းနေမှာကြေညာခဲ့ပါတယ်။ အခုနှစ်ထဲမှာတရုတ်နဲ့အမေရိကန်နှစ်နိုင်ငံကောင်းဆောင်တွေဖုန်းခေါ်ဆိုရင်ရလာတဲ့အရေးကြီးတဲ့သဘောတူညီချက်နဲ့အညီတရုတ်အမေရိကန်စီးပွားရေးနဲ့ကုန်သွယ်ရေးဆက်ဆံရေးဆိုင်ရာအရေးကြီးကိစ္စရပ်တွေအပေါ်နှစ်ဖက်စလုံးကတိုင်ပင်ဆွေးနွေးသွားမယ်လို့ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတဦးကကြီးညာချက်တစ်စောင်ထုတ်ပြန်ပြောဆိုခဲ့ပါတယ်ရှင်။ ပါကစ္စတန်နိုင်ငံအရှေ့ပိုင်းမြို့လာဟိုးမှာအော်တိုဝါလာ23ရက်နေ့ကအစိတ်သစ်မျိုးကိုတွေဖုံးလွှမ်းနေပြီးနေ့လယ်ပိုင်းအတွက်လေတုအရေးသွေးဟာအလွန်မကျန်းမာစေတဲ့အဆင့်အမျိုးအစားမှာအခြေအများစုရှိနေခဲ့ပါတယ်စစ်စလန်ခြေဆိုင်လီဒူအည်သွေးဆောင်ကြည့်ရေးအဖွဲ့ IQL ကအချက်လက်တွေကဖော်ပြထားတာပါမြို့ရဲ့လီဒူအည်သွေးညွန်ကိန်း AQI ဟာဒေတာစံတော်ချိန်တကောက်ရမှာအမြင့်ဆုံး255စီရောက်ခဲ့ပြီးအလိုမကျန်းမာစေတဲ့အဆင့်အမျိုးအစားမှာပါဝင်ပါတယ် AQI ဖန်ရှုမှုဟာဒေတာစံတော်ချိန်မွန်တက်ချိန်မှာတော့အခြေအနေနည်းနည်းတိုးတက်လာပြီးကျမိုင်းနဲ့မညီညွတ်တဲ့အဆင့်အမျိုးအစားစီကိုရောကြခဲ့ပါတယ်။လာဟိုးမြို့ဟာဆောင်းရာသီလတွေမှာမိခိုးမြို့ထားတဲ့အခြေအနေတွေနဲ့လေတို့အရေးသွေးညံ့ပြင်းမှုကိုရင်ဆိုင်နေကြပြီးတောင်ဝါရှရဲ့တခြားဒေတာတွေမှာလည်းအဖြစ်များတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်ရှင်။ DVU မြန်မာကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျမတို့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်